မာဒီဖိုရုပ်သံလိုင်းကိုအပေးကြည့်ရှုနေကြတဲ့အားကစားဝါနာရှင်ပြိသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာအမနလီကာ2025ပြိုင်ပွဲ quarter final ပွဲစဉ်တွေကတော့ဒီကနေ့မှစတင်ပြီးတော့အရှင်မြန်ကစားဖို့ရှိနေရပဲဖြစ်ပါတယ်ဒီမှာတော့ quarter final ပွဲစဉ်တွေကပွဲစဉ်တွေပွဲဖြစ်တဲ့မြောင်းရီ FC အသင်းနဲ့ရှမ်းယူနေတဲ့အသင်းတို့ရဲ့ပွဲစဉ်ကတော့ရန်ကုန်မြို့တူနာကွင်းထဲမှာမကြာခင်မှာစတင်ပြီးတော့ရှင်ပြိုင်ကစားသွားတော့မှာပဲဖြစ်ပါတယ်ပွဲကစားသမားစတိယောက်အစည်းအဝေး ြင်ညာမယ်ဆိုလို့ရှိရင်တော့အမျာရီ FC အသင်းဘက်မှာတော့ဂုဒမားနေရာမှာတော့ကျွန်တော်မန်23ကောင်းထက်ကျော်ပေါ်ထွက်လာပဲဖြစ်ပါတယ်။ကြာသောကစားသမားတွေဖြစ်ကတော့ကျွန်တော်မလီတီယာအောင်ကျွန်တော်မကိုတန့်စင်အောင်ကျွန်တော်မ17ထက်လင်းအောင်ကျွန်တော်မ16စောင်းလိုင်းကျွန်တော်မ19နိုင်စင်ထက်အသင်းကောင်းဆောင်ကျွန်တော်မ19မြန်မင်ဦးကျွန်တော်မ20တော်စင်ထွေးကျွန်တော်မ21တရားစော်တကျွန်တော်မ69လန်းဆန်းအောင်နေကျွန်တော်မ86အေဂျန်တာတို့ပွဲထွက်လာပဲဖြစ်ပါတယ်။ကျောင်းနဲ့တဲ့အတင်းရဲ့ပွဲထွက်ကစားသမား၁၁ယောက်စီးရင်မှာတော့ကိုသမားနေရာမှာတော့ကျွန်တော်၁၃ကြော်စင်ဖြူး ပေါ်ထမှာဖြစ်ပြီးတော့အခြားသောကစားသမားတွေဖြစ်ကတော့ကျွန်တော်မနှစ်ဇွဲခန့်မင်းကျွန်တော်မလေးတက်ဟိန်ဆိုကျွန်တော်မ6နန်းနာကျော်အတင်းကောင်းဆောင်ကျွန်တော်မ9ယူကီကျွန်တော်မ10ဂျော်ဒန်ဟာမီဒန်ကျွန်တော်မ17ဟိန်ဖြိုးဝင်ကျွန်တော်မ15အောင်ဝနာဆိုကျွန်တော်မ7ခွန်ယူဂျီဟီရိုတာကျွန်တော်မ26မျက်ကောင်းခန့်ကျွန်တော်မ29ရိန်းအောင်တို့ဝင်ရောက်ပြီးတော့ကစားကြမှာပဲဖြစ်ပါတယ်။လေတွေထည့်ပြီးသားလေးမျက်ကောင်းခန့်ဟာမီဒန် ပြန်လိုက်ဆေးဘူးကျူးသားသေးတယ်ဟာမီတန်အဲ့ဝီစီမုတ်ထားရင်မြမြကောင်းခတ်ဒါလက်ကန်ပါလေဂိုးပြီခင်ဗျာတရှိချိန်မှာတော့ပရမိုင်းပဲကစားချိန်10မိနစ်မှာပဲရှောက်နေတဲ့တင်ဥဆောင်ကိုစတင်ပြီးတော့ရရှိတွားခဲ့ပြီပဲဖြစ်ပါတယ်ပြတယ်မဟုတ်ဒါရိုက်ကန်သွင်းပြီးတော့မြကောင်းခတ် ရှင်ရတဲ့တင်းလိုအပ်တဲ့အတွင်းကိုတော့အတွင်းပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီကောင်းခန့်တွက်ကတော့လက်ရှိ MNN လီကက်ပြိုင်ပွဲမှာသူတွက်၅ဂိုးမြောက်အတွင်းကိုပဲဖြစ်ပါတယ်။ယူတာယူကြီးယူပြီးတာလေဟာမီတန်ဟာမီတန်ပဲဝေးလက်ခံတာလေ အဆောင်မင်းဒါကြောင့်ထုတ်ပြီးသားတယ်တလင်းအောင်ရှုမပြီးတော့ပြန်ပြီးအော်ဝနာဆူကောင်းတိုက်ပြီးတော့ရှေ့တော့ကောက်ွယ်ထားတာပဲဖြစ်ပါလိမ့်လူသားယူကြီးရှုမျောပြီးသားတယ်ရင်ဖြိုးဝင်းလိုက်ဖို့ကြိုးစားခဲ့ပြီမြေဒီချိန်မှာတော့ထလင်းအောင်ရှုလုံးနိုင်ခဲ့တာပဲဖြစ်ပါလိမ့်ယူကီတော့ကံပိုးပြီးတာလေ ရှန်ယူနေတဲ့အသင်းဒုတိယမြောက်ဥဆောင်ကို ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။တောက်ကမောကနေကြလာခဲ့တဲ့ဘောလုံးကိုတော့တန်ကစားသမားကျော်နမလေးတဟိန်ဆိုးတာယာပဲပိတ်သွင်းပြီးတော့ရှန်ယူနေတဲ့အသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုဖြစ်ကြောင်းလေးပြီးခဲ့တာပဲဖြစ်ပါတယ်။ ပဲရရင်အောင်နောက်ပေါလီနဲ့ပြန်ချပြီးသားတယ်ယူကီတိုးဆက်လေးကတော့လှတယ်မြတ်ယူကီရှူမာပြီးသားတယ်ဘတော်မြောက်နေတယ်ကုဒမာကောင်းထက်ကျော်တဲတန်ကိုကာဝေထားရတာပဲဖြစ်တယ်ခင်ဗျာဒီရာယူကြီးပဲယူကီအမီတန်အရာထဲမှာလက်ကန်လာပြီကျောင်းနေတဲ့အတင်းအနိကအတွဲလုံးနေရနေတဲ့စင် တို့တင်ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ကျော်နံ30ဂျော်ဒန်ဟမ်မီတန်ကံကွင်းရခဲ့တာပဲဖြစ်ပါတယ်ဒီကြေးဂျော်ဒန်ဟမ်မီတန်ရဲ့ကံချက်ကိုတော့မြောက်ဒီအတင်းရဲ့ကိုသမားကောင်းထက်ကျော်စံပြပြီးတော့ပုတ်ထုတ်ကောက်ွယ်ထားခဲ့တာပဲဖြစ်တယ်ခင်ဗျာအင်ဖြိုးဝင်းမင်းချိန်နေကြည့်တယ်အင်ဖြိုးဝင်းလေလေးကိုပြန်ပြီးတော့ပြေးတာခင်ဗျာမျက်ကောင်းခန့်ပဲချိန်နေလက်ခံလာတယ်ကံချက်ကကောင်းခဲ့ပြီမင်းကိုပေါင်းနေတော့တက်မဲ့ခဲ့ခြင်းမရှိဘူးမြ။ဆိုတမောင်ဝင်းအရာတွေကိုမအပ်ပြီးသားဘလို့ကမြောက်နေနေ ရပြည်နောင်ဆုံးသက်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ယူကီလည်းပြောမြောက်ချပြီးသားလေးမြမင်းဦးပြည်သက်သားကိုရှင်းထုတ်ထားခဲ့တယ်ခင်ဗျာ။အကစားဝန်သာရှင်ပြည်သက်ပြန်ခင်ဗျာကျွန်တော်စီကံတင်ဆက်နေစဉ်အတွင်းမှာပဲမြောက်ရီ FC တင်းနဲ့ရှမ်းယူနိုက်တက်အတင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ပြီးဆုံးသွားတဲ့အချိန်မှာတော့ရှမ်းယူနိုက်တက်အတင်းကနှစ်ဂိုးခွင့်ပြုဆိုတဲ့ဇာလန်နဲ့မြောက်ရီ FC အတင်းကို နိုင်ကစားပြီးတော့ဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်သွားပါတယ်ဆိုတဲ့ကြောင့်အစီရင်ခံတင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့ diet ထုတ်လင်းတင်ဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ